ဒီမိုကရေစီရင်မှန်းချက်တူရင် PDF တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ဖို့မြောက်လိုင်းကပြောဆိုပြီးအပြည့်အတိုင်းသားတွေကတိကဝတ်ချိုးဖောင်းငင်းချမ်းရေးလန်ကာနေသွေးဖဲခဲ့လို့ပြတဲ့အကြပ်ဖက်စစ်ကောင်ဆောင်မြောက်လိုင်းကဒီမိုကရေစီရင်မှန်းချက်ချင်းတူရင်ဥပဒေပေါင်းနဲ့ PDF တွေဝင်ခဲ့ဖို့ဖိတ်ခေါ်လို့ထုတ်ဖော်ပြောဆိုပါတယ်ဒီနေ့ပြည်ဦးလွင့်မှာတော့တက်စစ်သက်ကတို့အကြောင်းစင်ပွဲမှာဂျပန်စစ်ကောင်ဆောင်မြောက်လိုင်းကအဲ့ဒီလိုထုတ်ဖော်ပြောဆိုလာပါ ဒီမိုကရေစီနောက်ပြန်ဆွဲနေရကလက်နက်ကင်လန်းစင်ဖြစ်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြောင်းစုတည်ဆောက်ရေးဆွဲဖြူမှန်ချက်ချင်းတွင်ကြရင် PDF တွေနဲ့လက်နက်ကင်တွေဥပဒေပေါင်းနဲ့ဝင်ကြကြဖို့ဖိတ်ခေါ်လို့မြင့်လင်ကပြောဆိုတယ်ဒီမိုကရေစီနောက်ပြန်ဆွဲကြလက်နက်ကင်လန်းစင်ကြောင်းဖြစ်တဲ့ဆိုတာရှုမြင်မှုချိန်ချနေပြီဖြစ်တယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုရှင်မန်ချက်တူကြရင်ပြည်ထောင်စုဂျိုးကိုရှေ့ရှုပြီး PDF ပါဝင်လက်နက်ကင်ဖွဲ့အင်းနေနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးစို့ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလို့မြန်မာနိုင်ငံကပြောပါရယ်။ ဒါပြင်ပြည့်ရထိုင်တိုင်းသားလက်နက်ကင်တွေအနေနဲ့နိုင်ငံပြောင်းလဲဖြစ်စဉ်ကိုအကြောင်းပြလည်းညှို့ထုတ်ပြီးကတိကဝိတ်တွေချိုးဖောက်လို့ငြိမ်းချမ်းရေးလမ်းကြောင်းကနေတွေ့ဖက်သွားတယ်လို့မြောက်နိုင်ကပြစ်တင်ပြန်ပါတယ်။ဒီနိုင်ငံဖြစ်စဉ်ကြောင်းတရားကိုလည်းညှို့ထုတ်ပြီး NCA မှလက်မှတ်ရေးထိုးခဲ့ကြတယ်။တိုင်းသားလက်နက်ကင်အဖွဲ့ချုပ်အားရှိထားပြီးသားကတိကဝိတ်တွေကိုချိုးဖောက်ပြီးငြိမ်းချမ်းရေးလမ်းကြောင်းတွေ့ဖက်မှုပြုလုပ်ခဲ့ကြတယ်လို့မြောက်နိုင်ကဆိုပါတယ်။မြောက်နိုင်ကစစ်တပ်အနေနဲ့ နိုင်ငံအတွက်အဓိကအရေးကြီးအခန်းကဏ္ဍကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငင်းကြိုင်းလူချင်းဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပဲတောင်းဆိုရမယ်လို့မြောင်းလိုက်ကထက်စီကပြောဆိုသွားပါတယ်။ရွှေကောက်ပွဲကိုမကြမီကျင်းပမှာဖြစ်ပေမဲ့ဖျက်လို့ဖျက်စီလုံးနေသူတွေကရွှေကောက်ခံဆွေရပေါ်လိုင်းနေရာပြောက်မှာဆိုလို့ရွှေကောက်ပွဲကိုဖျက်စီနေကြလို့ဆက်လက်ပြဖို့သွားပါတယ်။ဆက်လက်ပြီးရန်ကုန်မြို့ရှိဖင်လန်နိုင်ငံတန်ရုံကိုပြီးတိတ်ပိုက်တော်မူဖြစ်ပြီးမြန်မာနိုင်ငံသားတွေဖင်လန်နိုင်ငံကိုတွားရောက်ပြီးဗီဇာကိစ္စတွေအတွက်ထိုင်းနိုင်ငံဘက်ကရှိဖင်လန်တန်ရုံမှအတိအကျဆောင်ရွက်ရမည်။ ရန်ကုန်မြို့ရှိဖင်လန်နိုင်ငံတန်ယုံကိုလာမယ့်2026ခုနှစ်မှာပိတ်သိမ်းတော့မည်ဖြစ်ကြောင်းဖင်လန်နိုင်ငံဆွေကတရားဝင်ကြေညာလာရမြန်မာနိုင်ငံသားတွေဖင်လန်နိုင်ငံကိုတွားရောက်ပြီးဗီဇာကိစ္စရတဲ့ဘက်ကောင်မှအတိအကျဆရာမည်ဖြစ်ကြောင်းရန်ကုန်ခြေဆိုင်ခီးသွားရေးဂျင်စီကပြောတယ်။နိုဝင်ဘာလအတွင်းဖင်လန်နိုင်ငံဆွေကပါကစ္စတန်အာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံရှိတန်ယုံတွေကိုလည်းလာမယ့်2026ခုနှစ်မှာပိတ်သိမ်းတော့မည်ဖြစ်ကြောင်းကြေညာခဲ့တယ်။ ဖင်လန်ဆွေရကနိုင်ငံ၏အန်ဒီရဲ့ကုန်သက်စီစဉ်မှုနဲ့ကောက်စစ်ရေးဆိုင်ရာလိုအပ်ချက်တွေကိုချိန်ဆတဲ့ဖင်လန်နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကိုမဟာပြွာမြောက်ပြည်လဲတုံးသက်ပြည်နောက်ဤဆုံးဖြတ်ချက်ကိုထားမှတ်ခြင်းဖြစ်ပါတယ်။ဖင်လန်နိုင်ငံဆွေရရဲ့ကြေညာချက်မှာတော့ဗီဇာကိစ္စတွေအတွက်နယူးဒေလီနဲ့ဘန်ကောက်မှာလောက်အောင်လို့ကြေညာတယ်။ဒါပေမဲ့ကျွန်တော်တို့တွေမြန်မာတွေအားလုံးကဘန်ကောက်မှာရှိတဲ့ဖင်လန်တန်အောင်မှာဗီဇာဝင်ရတာကြာပြီ။ခုကတန်ယုံတရားဝင်ပြိမာဖြစ်တဲ့အတွက်ဘန်ကောက်မှာပဲအဓိကဗီဇာကိစ္စတွေလုပ်လို့ရတော့မှာ။ ပင်လယ်ဗီဇာကလည်းမြန်မာနိုင်ငံသားတွေအချိန်လဲကြာသလိုအခက်လဲခက်ပါတယ်လို့ရန်ကုန်ခြေဆိုင်အောင်မြင်သူပြည်ပခီသွားအေဂျင်စီအေဂျင်စီကပြောတယ်။ပင်လယ်ဆွေးနွေးနိုင်ငံသားဝင်စီအယ်လီနာဘာတိုနင်ကတန်ယုံနေပိတ်သိမ်းချိန်မှာထိတွေ့ဆက်ဆံမှုမှာနောက်ဆုံးခြင်းကိုပြသခြင်းမဟုတ်ဘဲကုတန်ရဝယ်ရုံကိုတော့ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းတော်ယုံနေကအကောင်းဆုံးနဲ့တန်တမာရေးဝန်ဆောင်မှုတွေစာကုန်တယ်မှုမြင့်တင်ခြင်းနဲ့ရင်းနှီးမြှုပ်နှံမှုဆွေးဆောင်ခြင်းကိုတအားဒီကထအာယုံဆိုင်သွားပြီးဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ ဖင်လန်နိုင်ငံမြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုကူညီနဲ့ဖွံ့ဖြိုးပူးပေါင်းရေးဆောင်ရွက်မှုတွေကိုကုလသမဂ္ဂအေဂျင်စီနိုင်ငံတကာအဖွဲ့အစည်းရက်ဖက်လူမှုဖွဲ့စည်းကတစင်ပေးရလျက်ရှိနိုင်ငံဖြစ်ပြီးလက်ရှိနိုင်ငံရဲ့ကြက်တန်နေပလီပခါတွေကြောင့်ဖင်လန်နိုင်ငံက၎င်းတို့ရဲ့အကူအညီတွေကိုမြန်မာစစ်တပ်ထံကိုများရှိစေရေးအထူးတတိထားလျက်ရှိကြောင်းသိရပါတယ်။နောက်ဆက်အပေးကြောင်းအတွက်ဒုဝန်ကျေးဇူးတင်ရှိပါတယ်ရှင်။